ကဲခုလို့ဆိုရင် Rotten နဲ့ Now တို့ထိုးပွဲကြီးပြတ်သွားတာအလုံးလဲတည်မိသွားပြီဖြစ်ပါတယ် Rotten ရဲ့စီးရုံပေါ်မှာအသက်လူနေရတဲ့ဓာတ်ပုံတွေက online ပေါ်မှာလုံးစွာမောက်ကိုဘလူးပြန်နေတယ်လို့ Rotten ကို ရှေ့ဆုံးကနေ Rotten ကအခုလိုမျိုးတော့ဒါလုံးဝကိုခန္ဓာကိုယ်ကချိနေပြီးတော့အဆင်မပြေတော့တဲ့အချိန်မှာရှေ့ဆုံးကနေရက်တီပေးပြီးတော့ Rotten ကိုနော်ကျွန်တော်တို့စီးရုံကိုပူပေးခဲ့တဲ့ online အဆန်းကတော့အများသူငါရဲ့ချီးကျူးခြင်းကိုခံနေရပါပြီဆိုတော့ Rotten ကဒါ ဝမ်ချမ်ပီယံရှစ်နောက်ဆုံး6ပွဲမှာ9ပွဲလောက်ကတော်တော်လေးကိုကမောက်ကမောက်ဖြစ်နေရဗျာအထူးသဖြင့်တော့ဝိတ်ချိန်တဲ့နေရာမှာတော်တော်လေးကိုဆိုးတာပါ။ဘာကြောင့်လဲဆိုတော့ Rotter ဟာအခုနောက်ပိုင်းမှာဆိုရင်သူကကြိုက်တဲ့ကောင်းအောင်နိုင်ပေါ့နော်သူအနေနဲ့ဘလို့ထူးထူးနိုင်နေဆိုရင်ဒီထားမျိုးနဲ့ဒီဟိုဝိတ်ပိုင်းဆိုင်ရာဝိတ်နေနဲ့မလျှော့ဘူး။ ဘယ်လိုပြောရမလဲဟိုပွဲနီးခါမှသူနေနေအနေကလှုပ်လိုက်တာတို့เนาะကျွန်တော်တို့တောက်ရှောက်ကိုလေပတ်နေတာเนาะဟိုအွန်လိုင်းအဆန်းတို့ဆိုတော့ဟိုလက်ထဲမှာလေအွန်လိုင်းအဆန်းเนี่ยเนาะကျွန်တော်တို့ရှောက်ပတ်ကြတယ်စားကြတယ်တောက်ကြဒါရီဘီတွေ့နေရတာဖြစ်သူနေနေလေ့ကျင့်တာကတော်တော်လေးကိုနည်းပါတယ်ဒါကြောင့်မလို့သူနေနေကဒါကျွန်တော်ဘယ်လောက်ပဲဘယ်လိုပြောရမလဲဒီပညာပိုင်းမှာထူးချွန်သည်ဖြစ်စေဘလောက်ပဲမာသည်ဖြစ်စေပေါ့လေ။ကြိမ်မွေးတခုချင်းပါရိခါမှာစီကန်းနဲ့မကိုက်ညီတဲ့ခါမှာသူ့အနေနဲ့အခုလိုမျိုးအထိနာသွားပဲဖြစ်ပါတယ်။သူ့အနေနဲ့တော့အလျှောက်ပြဝိတ်ဆိုတာက အချိန်ယူပြီးတော့ချရတာเนาะဆိုတော့အခုကချက်ချင်းလုံးလိုက်တဲ့ခါကျတော့မနေ့9နိုင်ကနေဟိုစေးစေးစေးတယ်ဝိတ်ချိန်နေဗျအဲ့တော့ကိုမနေ့ဒါကျွန်တော်10နိုင်ခွဲလောက်မှပြီးတယ်ဆိုတော့စမ်းစားကြည့်ကြတော့ဘလောက်တိတိလူကညောင်းနေမလဲเนาะကျွန်တော်လုံးဝเนาะစီစီအောင်လုံးရတယ်စီအောင်လုံးရတယ် ကျွန်တော်ပြီးတော့ကျွန်တော်ဒါ wait on လုပ်ရတော်လေးကိုဘန်းချပြီးတော့ခုလိုမျိုးအခြေအနေဖြစ်သွားတာအမှန်မှန်ဆိုရင်သူ့ရဲ့ပြိုင်မဲ့နောင်ဟောဗျာနောင်က wait မဝင် wait မဝင်တော့ cash wait မှာထူးချမယ်ပေါ့ဆိုတော့နောင်ကဒီပွဲမှာနိုင်လို့ရှင်ခပတ်မရတော့ဘူးဟို red tan champion ဖြစ်မယ်ဗျာဒီခွင့်ရတော့ရနိုင်ပြီเนาะဆိုတော့အခုချိန်မှာဟို red tan ရဲ့လုပ်ရတွေကเนาะတောက်အလျှောက်အချောင်ကူခဲ့တဲ့လုပ်ရတွေကအခုချိန်မှာသူ့ဘဝကိုပြည့်စက်စီခဲ့ပြီ ဆိုတော့တကယ်မှစိတ်မကောင်းဘူးလို့ရှိပါအောင်လားအဆန်ကတော့ rotten ကိုလည်းတကယ်ချစ်ရှာပါလေ rotten ဒုက္ခရောက်နေချိန်မှာရှေးဆုံးကနေမမောက်မက်ရက်တည်ပြီးတော့ခုလိုမျိုးဒွေးကောင်းပြီးသားတဲ့စိတ်ဓာတ်နဲ့ကာကွယ်ပေးမှုပေါ့နော်ကုညီပေးမှုကိုအားလုံးကချစ်ကျူးနေကြပြီပဲဖြစ်ပါတယ်